ace ကို grow ကြာ तू อ่ะချဲ့ရေပေါ့เนาะတကယ်ဟိုမှာအနန္တောင်းနန္နာ၅ပါးထဲမှာအချဲ့အတွက်ပေါ့เนาะပါတဲ့သူတယောက်ဖြစ်တယ်အချဲ့အတွက်လည်းတကယ်ကျေးဇူးရှိတယ်အဲ तू อ่ะတကယ်ကိုနူးညံ့တိမ်မွေးပြီးတော့ယောက်ျားကောင်းအချစ်သူကောင်းဖြစ်ခဲ့ရယောက်ျားဆိုယောက်ျားမဟုတ်ဘူးเนาะချစ်သူကောင်းဖြစ်ခဲ့တဲ့အတွက်ကြောင့်မလို့ချဲ့အနေနဲ့သူ့ကို grow ရတာဖြစ်ပါတယ်ဟုတ်ချဲ့အမြင်နဲ့အဲ့လိုချဲ့ရဲ့ type ကအဲ့လိုပဲအရင်အဲ like ပြီးတော့ဟိုအဲ့လိုတွေးနေတတ်တဲ့မိန်းကလေးတွေမှာမပါဘူးเนาะစိတ်ရှင်းစိတ်ရှင်းရှင်းလင်းလင်းပဲထားပါတယ်ဟုတ် တရားဘူး။အော်ငကိုတဲ့က तू ကကတော့ပို့ထိုက်တန်နေ။ချဲလည်းအဲ့လိုမအားဘူး။ तू လည်းမအားရနဲ့ပေါ့နော်။မကြားထဲမှာမဆုံပြစ်ဘူးပေါ့နော်။အခုကြတော့မှအဲ့လိုမျိုးလေးကတော့ပြုတ်သွားတော့စိတ်ထဲမှာပေါ့အဲ့လိုပေါ့သူ့ကိုလေကျေးဇူးတင်နေဆိုတဲ့အကြောင်းဖော်ပြခြင်းနဲ့အဲ့တော့ကတော့ပြစ်လိုက်ရတော့ချဲဝမ်းသာပါတယ်ဟုတ်။ तू ကတော့ကိုယ့်အတွက်ကိုတကယ်အကိုတယောက်လို့အဲ့လိုမျိုးတကယ်ကိုနှွေးထွေးလုံညုံမှုပေးနိုင်နေပေါ့နော်။အဲဘာချစ်သူကောင်းဖြစ်ခဲ့ပါတယ်ဟုတ်ကောင်းတဲ့သူတွေဆိုတဲ့အခါကျတော့လေအဲ့လိုမျိုးကိုကလေအဲ့လိုတတ်မိုးထားတယ်ပေါ့နော်အဲဟိုပါပေါ့မခွန်နိုင်မပြောနိုင်ဖြစ်ဖို့ကြတော့လေ သူတို့ကိုဘာမှလောက်ခဲ့တာမှမဟုတ်တာလေအဲ့တော့ဆိုတော့အဲ့လိုအဲ့လိုကြွာတာပေါ့နော်ဟုတ် ace ကိုကတော့ကြာသူကချဲ့ရပေါ့နော်တကယ်ကိုမှအနန္တနန္တငါးပါးထဲမှာအချဲ့အတွက်ပေါ့နော်ပါတဲ့သူတယောက်ဖြစ်တယ်ချဲ့အတွက်လည်းတကယ်ကျေးဇူးရှိတယ်အဲသူကတကယ်ကိုနူးညံ့တိမ်မွေ့ပြီးတော့ယောက်ျားကောင်အချစ်သူကောင်ဖြစ်ခဲ့တယ်ယောက်ျားဆိုယောက်ျားမဟုတ်ဘူးနော်ချစ်သူကောင်ဖြစ်ခဲ့တဲ့အတွက်ကြောင့်မလို့ချဲ့အနေနဲ့သူ့ကိုကတော့ရာဖြစ်ပါတယ်ဟုတ်အားလုံးကလည်းဒီပို့စည်းပုံမှာပြောကြပါချဲ့ရဲ့အတွေးခေါ်လေးနဲ့အမြင်လေးတွေကအရင်ထူးခြားရပေါ့နော်တို့လေးပြောကြတယ်လေးလေးလည်းပြောပြောချဲ့ပြင်မဲ့ဟိုမိတ်ဆွေလူတွေချဲ့အမြင်နဲ့အဲ့လိုချဲ့ရဲ့ type ကအဲ့လိုပဲအရင်အဲ လိုက်ပြီးတော့ဟိုအာယုံတော့အဲ့လိုတွေးနေတတ်တဲ့မိန်းကလေးတွေမှမပါဘူးเนาะစိတ်ရှိစိတ်ရှိရှင်းလင်းလင်းပဲထားပါတယ်ဟုတ်ဘာလို့စဉ်းစားဖြစ်သွားလဲသူ့ကရော့ဘူကြတော့ဒါလို့ပေါ့အမှတ်ရအောင်။အော်ငကိုတည်းက तू ကကရော့ဘူထိုက်တန်တယ်။ချေလဲအဲ့လိုမအားဘူး။ तू လဲမအားရနဲ့ပေါ့နော်။မကြားထဲမှာမဆုံပြစ်ဘူးပေါ့နော်။အခုကြတော့မှအဲ့လိုမျိုးလေးကရော့ပြုတ်သွားတော့စိတ်ထဲမှာပေါ့အဲ့လိုပေါ့သူ့ကိုလေကျေးဇူးတင်တယ်ဆိုတဲ့အကြောင်းဖော်ပြခြင်းနဲ့အဲ့တော့ကရော့ပြစ်လိုက်ရတော့ချေဝမ်းသာပါတယ်ဟုတ်။ကိုဆက်တွေ့တော့ဘာပြောသေးလဲဆိုတော့ကရော့မယ်ဆိုတော့ तू ရောအန်အော်လား။ဟိုသူ့ကိုမပြောထားဘူးဒီတိုင်းပဲ surprise ကရော့လိုက်တာ။ ဘာလဲလက်ဆောင်တွေပါလဲမိုးလို့တွေပါလဲပြန်ရလားဟောမိုးဟိုကပတ်စံနဲ့ကရော့တာဆိုတော့ပတ်စံနဲ့အဲ့လိုသူကြိုက်တဲ့အင်ဂျင်လေးနဲ့ကရော့တာဆိုတော့အဲ့လိုတော့ပတ်စံတော့ပြန်မယူခဲ့ဘူးပေါ့နော်ဟုတ်သူစီကမြစ်တာတွေကအမြဲရပါတယ်ပတ်စံမလို့တော့ပါဘူးဟုတ်အဲမြစ်တာအဓိကပေါ့မြစ်တာအဓိကပဲဒါကိုတွဲခဲ့တဲ့တဲမှာကဘလိုမျိုးလေးကိုမြစ်တာပေးတဲ့သူကြောက်သူသူကတော့ကိုအတွက်ကိုတကယ်အကိုတယောက်လို့အဲအဲ့လိုမျိုးတကယ်ကိုနှွေးထွေးလုံညုံမှုပေးနိုင်နေတယ်ပေါ့နော် အဲဘာချစ်သူကောင်းဖြစ်ခဲ့ပါတယ်ဟုတ်ရေးတဲ့ idea စမ်းတက်တယ်เนาะအဲ့ဒါကြတော့ idea တော့သူများနဲ့မတူဘူးချေလို့ခင်ပါလို့ဆိုလို့ရှိရင်ဩချေရကဘယ်လိုလဲဆိုတော့ကိုကိုရန်ကလည်းပေါ့เนาะအမြဲတမ်းဘယ်လိုပြောရမလဲစိတ်ရှင်းရှင်းမဲ့ထားတယ်သူတို့ပေါ်မှာလည်းအာဒီအခုအကိုရီလိုဖြစ်သွားတဲ့ခါကြတော့လေတချို့ကတော့ပြောတယ်ဟဲ့ရေးစောင်းဟောင်းကိုเนาะရေးစောင်းဟောင်းနဲ့အဲ့လိုပြန်ပတ်တာဘယ်လိုချင်းနေတကယ်တကယ်ကိုပတ်သက်တဲ့ချစ်သူပေါ့เนาะကိုပတ်သက်ခဲ့တဲ့လူရဲ့ quality နဲ့ဆိုင်တယ်ပေါ့เนาะ quality ရှိရဲအဲ့လိုမျိုးပြောရမှာဆိုရင်ပေါ့เนาะအဲချေက professional တော့ဖြစ်တယ်เนาะရေးစောင်းဟောင်းနိုင်တယ်လေဒါ ပါတာတကယ်ချင်းဖြစ်နိုင်တဲ့အထက်မှာတော့ပါတယ်နော်မဟုတ်အဲ့လိုမတကယ်ချင်းဖြစ်တယ်ဆိုတော့သူတို့ကလည်းတကယ်လေးဟိုအာဘယ်လိုကောင်းတဲ့သူတွေဆိုတဲ့အခါကျတော့လေအဲ့လိုမျိုးကိုကလေအဲ့လိုတတ်မိုးထားတယ်ပေါ့နော်အဲဟိုပါမခွန်နိုင်မပြောနိုင်ဖြစ်ဖို့ကျတော့လေသူတို့ကကိုဘာမှလုပ်ခဲ့တာမှမဟုတ်တာလေအဲ့တော့ဆိုတော့အဲ့လိုအဲ့လိုကြွာတာပေါ့နော်ဟုတ်အမြဲတမ်းကိုတံမိုးဟိုပါပေါ့ကိုယ့်ရဲ့အတွေးခေါ်ကအဲ့လိုမျိုးလေးပဲထူးခြားဘက်ကိုသွားတာပေါ့ဟုတ်တယ်အဲ့လိုမျိုးဟုတ်ဒါပဲကိုယ်မြင်ချင်လို့အပြည့်အပြည့်တက်တက်ပြန်လာတယ်ပြည့်တက်ရအောင်ကျမချမ်းသာပါစေ